မင်္ဂလာပါရှင်ဒေဆလီဘရီနျူးရဲ့အောက်တိုဘာလ16ရက်နေ့ည9:00နာရီတိနောက်ဆုံးရနုပညာသတင်းတွေကိုတင်ဆက်ပေးတော့မှာပါအထက်ရောက်နေတဲ့ခင်မုံတွေရဲ့သတင်းတွေအင်တာနက်ပေါ်ပြန့်နေနေတာကြောင့်စိတ်မကောင်းဖြစ်ကြရတဲ့ခိုင်တဲ့ကြီးရဲ့သတင်းအချို့တွေကနေစာတစောင်းနဲ့သူမကိုပြန်လည်ပေးဖို့အီတင်ကိုကိုစနားစပွဲတောင်းဆိုလိုက်တဲ့သမီးဆိုရဲ့သတင်း MGI စီမံချက်မှာမြန်မာတွေကိုအထင်မကြီးတဲ့ network ကိုစကားတခုနဲ့ခြေချသွားလို့လူပြောများနေတဲ့ JK ဆိုဖီယာရဲ့သတင်း စစ်စပ်ပွဲကိုတလာယုံနေပြည်လဲနေမဲကြီးလာခဲ့သူဟေးဝင်ရဲကိုစေဦးအောင်ရဲ့တရင်ပါဝင်ဒီဆောင်ကလက်ချက်ကန်ဒီမှာအကြောင်းရင်းတစ်ခုကြောင့်ရင်ငါးချက်ပို့ပို့လာပြီးတော့စန်တက်ကလူချစ်လူခင်ပေါ်လာတဲ့ဝိုင်းစုခိုင်တင်ရဲ့တရင်တွေကိုရှူစားရမှာပဲဖြစ်ပါတယ်ရှင်အချုပ်ထဲကနေစားတဆောင်နဲ့သူမကိုပြန်လှုပ်ပေးဖို့အေတင်ကိုကိုတနာအဖွဲတောင်းဆိုလိုက်တဲ့သမီးဆို ပြည်သက်ကြီးလို့ရှိရင်မင်္ဂလာပါတစ်ချိန်ကဆိုရှယ်မီဒီယာပေါ်မှာအမေရိကန်နိုင်ငံသူတယောက်ရဲ့မန်းနဲ့ဘသူကမှမထင်မဲ့မြင်ဝေဖန်လို့နာမည်ကြီးနေတဲ့သမီးဆိုရင်ဇလန်ဟာအခုဆိုရင်တော့မထင်မဲ့ထားတဲ့အလှည့်ပြောင်းတစ်ခုကိုရရှိလာခဲ့ပြန်ပါပြီလေမော်ကနေရုပ်ရှင်ဆက်ဆံဖန်ခံခဲ့ရတဲ့နောက် Yes Khan ချုပ်ခန်းတဲ့ကိုရောက်နေတဲ့သူမစီကနေနောက်ဆုံးထွက်ပေါ်လာတဲ့သတင်းတွေကြားရသူတိုင်းကိုအံ့အားသင့်စေခဲ့တဲ့တချို့ကိုလည်းတနာစိတ်ဝင်စေခဲ့ပါတယ် အဲ့ဒါကတော့ချုပ်ခန်းတွေကနေချက်ပိုးတွေအကိုက်လွန်လို့ညောင်မောင်များစွာမအိပ်ပျော်ရတဲ့တံကိုမခံနိုင်တော့တဲ့အတွက်သူ့ကိုပြန်လွတ်ပေးဖို့ရန်သူတော်ဖြစ်ခဲ့တဲ့အေတင်ကိုစီကိုစားတဆောင်နဲ့တနားစပွဲတောင်းပန်လာတယ်လို့သတင်းမှာပဲရှင်။ပြည်သူတို့သိကြတဲ့အတိုင်းရေစခန်းချုပ်ခန်းတွေချင်းချင်းဆိုတာတိတ်ပြီးတော့တာယာတဲ့နေရာတော့မဟုတ်ပါဘူး။ထို့ပြင်တော့မြန်မာနိုင်ငံရဲ့ချုပ်ခန်းတွေကချက်ပိုးလိုအင်းဆက်ပိုးမွှားတွေရဲ့တံကိုအချင်းချင်းခံရတဲ့အတိုင်းမလွဲမသွေကြုံတွေ့ရတတ်ပါရဲ့။တသက်လုံးအမေရိကန်မှာစိန်နဲ့နန်းနဲ့နေလာခဲ့တဲ့သမီးဆိုတယောက်တော်တော်ဒီတံဟာငရဲနဲ့တောင်တူနေမလားပါပဲ။ အွန်လိုင်းပေါ်မှာခြင်သိလို့ဟိန်းဟောက်ခဲ့သည်များအခုတော့အချုပ်ခန်းထဲမှာကြပိုးလိုတော့မကျော်လွှားနိုင်တဲ့အခြေအနေကိုရောက်ရှိသွားပုံပါပဲဒီလိုဒဏ်ကိုမခံနိုင်တော့တဲ့အဆုံးပါပဲတချိန်ကကဘာညံသူလိုဖြစ်ခဲ့တဲ့အီသင်ကိုစီကိုစားတဆောင်ရေးပြီးတော့သူ့ကိုအချုပ်ကနေလောက်ကူညီဖို့တောင်းဆိုလာခဲ့ပါတယ်လို့ဆိုရှယ်မီဒီယာမှာသတင်းတွေပြန့်နှံ့နေပါတယ်နော်ဆောမမှာတော့တမင်းဆိုးနဲ့အီသင်ကိုတို့ဟာဆိုရှယ်မီဒီယာပေါ်မှာအပြန်အလှန်တိုက်ခိုက်နေတဲ့တရားမျက်နှာတရားမကြည့်နိုင်တဲ့အထိကိုရန်သူတွေဖြစ်ခဲ့ကြတာပါ စကလုံးနေနဲ့တယောက်ကိုတယောက်အနိုင်မကျင့်နိုင်တဲ့အဆုံးမှာတော့အေဒင်ကိုကဥပဒေအကြောင်းအရအတရေဖြတ်မှုနဲ့တရားဆွဲဆိုခဲ့ပါတယ်။အဲ့မှာနေသမီးစိုးတယောက်အချင်းနဲ့မဟန်တော့တာကိုရင်းမိပြီးမြန်မာနိုင်ငံကနေရုပ်ဖြတ်ပြီးတော့ပြန်လဲထွက်ပြေးဖို့စူးစမ်းခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့ကံကတော့မကောင်းခဲ့ပါဘူး။လေမော်ရောက်ပြီးထိုင်ကုန်မှာနေရယူကမှာအရာရှိတွေကလေမော်အထီကိုတက်လာပြီးသူ့ကိုတက်တည်နေတဲ့ကွာခေါကဖန်းစီခေါ်ဆောင်သွားခဲ့တာပါဒီမြင်ကွင်းဟောင်းအွန်လိုင်းမှာတော်တော်လေးကိုပြန့်နှံ့ခဲ့ပြီးတော့လူပြောများခဲ့တဲ့အကြောင်းအရာတခုဖြစ်ပါတယ် အဲ့ဒီလိုမျိုးမန်တက်ခဲ့သမျှရန်လိုခဲ့သမျှအချုပ်ခန်းထဲမှာပျောက်ဆုံးသွားခဲ့ပုံရပါတယ်။ဆိုရှယ်မီဒီယာမှာပြန့်နှံ့တဲ့အစားအယားဆိုရင်တမီးစိုးဟာအချုပ်ခန်းထဲကဇဘိုးကိုက်တဲ့တန်းကြောင့်အိတ်ဆက်လို့မရတော့ကြောင်းဒီဒုက္ခကနေလွတ်မြောက်ဖို့အတွက်အေတင်ကိုကိုခွင့်လွှတ်ပေးဖို့နဲ့အပြင်းပြင်းရတဲ့လူသိရှင်ကတောင်းပန်မှုတွေပါပြုလုပ်ပေးပါမယ်လို့တနားစပွဲစာရေးတောင်းပန်ခဲ့လို့ဆိုပါတယ်။တချို့ကလည်းဘလောက်ပဲအပြစ်လုပ်ခဲ့လို့ခဲ့မိမသားတယောက်အနေနဲ့ဒီလိုဒုက္ခကြုံနေရတာကိုတော့တနားမိရဲ့လို့ဆိုပါတယ်။ဒါပေမဲ့တကယ်တမ်းမှာတော့အချင်းတွေကသူထင်သားလောက်မလွယ်ကူပါဘူး။ အကယ်၍အီတင်ကွန်ကသူ့ရဲ့တောင်းပန်မှုကိုလက်ခံပြီးအမှုကိုကြေးပေးခဲ့ရတော့မှသမီးစိုးတယောက်လွတ်မြောက်ဖို့ကမဖြစ်နိုင်တော့ပါပဲ။ဘာဖြစ်လို့လဲဆိုတော့သူ့ပေါ်မှာအီတင်ကွန်ရဲ့အမှုပြင်တခြားသောပုံကိုယ်ရေးအသေးဖြတ်မှုတွေနဲ့ပတ်သက်ပြီးတော့တိုင်ကြားတဲ့အမှုပေါင်း20ကျော်ရှိနေပါသေးတယ်။ဒီမှုတွေထက်ကိုပိုပြီးတော့ကြီးလေးတာကတော့သူ့ပေါ်မှာဆွဲဆိုထားတဲ့သတင်းတွေထွက်ရှိနေတဲ့လူဝင်မှုကြီးကြပ်ရေးဥပဒေပြင်မှုနဲ့အတူနိုင်ငံတော်အကြီးအကျယ်ပြည့်စုံမှုပုံမှန်905ကကြီးလို့လည်းပါဝင်ပါတယ်။ဒီမှုတွေဟာတကယ်ရှိခဲ့မယ်ဆိုရင်သမီးစိုးတယောက်ထောင်ဒဏ်နှစ်ရှင်လောက်များကြာခံနိုင်ရတဲ့အခြေအနေမှာရှိနေပါတယ်။ ဘာပဲဖြစ်ဖြစ်တချိန်က online ပေါ်မှာဘယင်မတဆူလို့စကလုံးနေတဲ့လူတွေကိုတိုက်ခိုက်ခဲ့တဲ့တမီးစိုးတောင်အခုတော့အချုပ်ခန်းထဲမှာဂျဘိုးကိုတော့မနိုင်နဲ့သူ့ရဲ့ရန်သူတော်ဟောင်းစီကိုအတနာခံစားရရတဲ့အဖြစ်ကတော့သူ့ရဲ့လုံရက်တွေအတွက်သင်ကန်းစာတခုရသွားစီတာကတော့အသေးစားပါပဲရှင်ပရိသတ်တို့ကရောထောင်ထဲကနေတောင်းပန်လာတဲ့တမီးစိုးကိုဘယ်လိုမျိုးမြင်ကြတယ်လဲဆိုတာပြောသွားကြပါအောင်ရှင် ဆစ်ဆက်ပွဲကိုတက်လာရုံနဲ့ပြန်လည်နမည်ကြီးလာခဲ့သူဟင်းဝရရဲ့အကိုစေဦးအောင်အားလုံးပဲမင်္ဂလာပါဒဲဆယ်လီဗရီနျူပေးကနေပြန်လည်ကကြိုဆိုလိုက်ပါရီနုပညာလူတွေကိုအမြဲတမ်းလုံးနေတဲ့သူတွေတောင်ပရိသတ်တွေရဲ့အာယုံဆိုင်မှုအပြတ်တောက်သွားအောင်ကြိုးစားနေတဲ့ချိန်မှာစကားမြိတ်ပဲနဲ့ပြန်လည်နမည်ကြီးလာသူတယောက်ရှိပါရီသူကတော့ဟင်းဝရရဲ့အကိုပြစ်သူစေဦးအောင်ဖြစ်ပါရီဟင်းဝရရဲ့ဆစ်ဆက်ပွဲကိုတက်ရောက်လာရကနေစတင်ပြီးစေဦးအောင်ရဲ့အကြောင်းတွေကိုသိပြန်လာကြပါရီဟင်းဝရမှာငငယ်ကရုပ်ချင်းစင်တဲ့ကိုတယောက်ရှိပြီးသူကတော့စေဦးအောင်ဖြစ်ပါရီ ဒီကိုနေရာလုံးကရုပ်ရည်ချောမောသူတွေပြစ်ကြပြီးစီးဝံကလည်းတစ်ချိန်ကတရုတ်ဆောင်ပြီးခဲ့ဘူးပါရီတစ်ချိန်နေမှာဟန်စားနာမည်နဲ့တရုတ်ဆောင်ခဲ့ပြီးစကားရီမှာစီးဝံနာမည်နဲ့ရိုက်ကူးခဲ့ပါရီစီးဝံနဲ့ဟင်ဝီယန်ကရုပ်ချင်းစင်နာကြောင့်သူတို့နှစ်ယောက်ကိုတယောက်တည်းလိုထင်ကြသူတွေလည်းရှိပါရီဟန်စားကနေဟင်ဝီယန်ဆိုတဲ့နာမည်ပြောင်းသွားတယ်လို့ထင်ကြသူတွေလည်းရှိပါရီစီးဝံကစကားရီမှာတရုတ်ဆောင်ကောက်သူဖြစ်လို့နောက်တဲ့စကားရီမှာလည်းတရုတ်ဆောင်မှုတွေစီစဉ်ထားပြီးသားပါစကားရီရိုက်ကူးခဲ့နေမှာရုပ်တရက်လက်ထက်လိုက်တာကြောင့်သူစကားရီကိုညီပြစ်သူကရိုက်ကူးပေးခဲ့ပါရီ ။လူရန်ကဆိုတော့ပြစ်တင်ပေးမယ်။အကိုပြစ်သူရဲ့ဇကားတွေကိုရိုက်ကူးပေးပြီးရုပ်ရှင်မင်းသားပြက်လာတော့ရီ။စီဦးအောင်ကတော့အဲ့ကနေစတင်ပြီးတော့စီဝါရီပဲလုပ်နေခဲ့ပါရီ။မောင်နှမလေးယောက်ရှိတဲ့ဟင်းဝရန်တို့မိသားစုမှာအကိုကြီးပြစ်သူကအိမ်အောင်ကျသွားခဲ့ပြီးတော့မင်းသားဆက်မလို့ဖြစ်တော့ပါဘူး။ပြေဖြူကိုင်းနဲ့လည်းဇကားရိုက်ဖို့ခဲ့တယ်လို့ဘိုးကြီးဆရာသင်းတွေနဲ့လည်းတရုတ်ဆောင်ဘူးတဲ့စေဦးအောင်ကအခုဒီလေချုံမောနေစေဖြစ်ပါရီ။လက်ချက်ပြီးကြတဲ့ကစီဝါရေးလုံနေလို့ပြိတ္တတွေကမိသွားမယ်လို့ထင်ကြပေမဲ့လည်းမမေ့ကြသေးပါဘူး။ င်းဝင်ရဲစစ်သားပွဲမှာကိုကြီးဖြစ်သူကတက်ရောက်လာခဲ့ပြီးပရိသတ်တွေကချက်ချင်းမမိသွားကြပါရည်နေတော်ကြောင့်ပရိသတ်တွေနဲ့ထိတွေ့မရှိပေမဲ့တကြောပြန်နမဲကြီးလာတဲ့အချိန်သူခိတုခါမှလည်းအောင်မြင်ခဲ့တာပါညနာကကျုံမောပြပြပြီးတော့တရုတ်ဆောင်ကောင်းသူတရားဖြစ်ပေမဲ့ရုတ်တရက်လက်ထက်သွားခဲ့လို့အမှုပညာလုပ်တွေကိုဆက်မလုပ်ဖြစ်တော့တာပါစကားတွေကိုတော့ဆက်ရိုက်ဖြစ်ရင်တော့စေဦးအောင်လည်းနမဲကြီးမင်းသားဖြစ်အောင်မြင်နေဦးမှာပါလူဝင်ရဲ့ကံတရားကတော့စမ်းကြဲပြီးအထင်မဲ့ပဲရုပ်ရှင်မင်းသားဖြစ်လာပါတယ် သူနဲ့တွဲပွဲရိုက်ကူးမှုအများဆုံးဖြစ်တဲ့မင်းသမီးကလည်းမကြခင်မှာသူ့ရဲ့ဇနီးတွေဖြစ်လာတော့မှာပါ။ကန်ဒီယာကတေချာစီစဉ်ပေးလိုက်လားလို့ထင်ရလားအောင်နေရာတကျပြစ်သွားခဲ့တာလည်းစံကျဲပါရီ။စေဦးအောင်ကစကားတွေမရဖြစ်တော့ပေမဲ့စီဝိုင်းကြီးမှာတော့အောင်မြင်နေပါရီ။စေဦးအောင်ရဲ့ဇနီးတွေကလည်းချုံမို့သူဖြစ်နေပြီးနေရာလုံးကလိုက်ပတ်နေပါရီ။ကလေးတို့ရောက်မွေးဖွားတာတွေလို့ထင်ရလားအောင်ချုံမို့နေလို့စစ်ဆက်ပွဲမှာဟင်းဝင်ရတဲ့နေတူသူတို့ဆောင်တွေကလည်းလူကြိုက်များနေပါရီ။စေဦးအောင်ကရွေးရင်ငယ်ပြောင်းလဲသွားပေမဲ့ပရိသတ်တွေကတော့သူ့ကိုသဘောကျနေစေပါပဲ။ အသက်ကြီးလာတဲ့အချိန်မှာညီကိုနှစ်ယောက်ကရုပ်ချင်းမတူတော့ပဲဟင်းဝင်ရံကတော့နုပြမှုကိုတင်တင်သားပါသေးတယ်။စည်းဆက်ပွဲမှာတော့နှစ်ဘက်ဆွေမျိုးတွေကိုစစလလင်တက်ရောက်လာကြပြီးတမိသားစုလုံးကရုပ်ရည်တွေလှပတာကိုလက်ခံသွားကြပါသည်။စေဦးအောင်ရဲ့သားတွေကလည်းရွေရောက်ပြီးပြည်လို့ရုပ်ရည်တွေကလည်းချုံမောနေပြန်ပါသည်။ဒီချိန်ကစေဦးအောင်ရဲ့စကားတွေကိုကြည့်ဖို့ရလားဆိုတာကွန်မန့်မှာပြောခဲ့ပေးပါအောင်ရှင်။ ဖျားရောက်နေတဲ့ခင်မောတဲ့တဲ့တဲ့နဲ့အင်တာနက်ပေါ်မှာပြန့်နှံ့နေတာကြောင့်စိတ်မကောင်းဖြစ်ခဲ့ရတဲ့ခိုင်သိခြင်းဘသူကဆောင်းဖားလို့ဖွားမှန်းမသိတဲ့ခင်မောတဲ့နဲ့ပတ်သက်တဲ့တဲ့တဲ့ချို့ကြောင့်စိတ်မကောင်းဖြစ်ခါတိုင်းပြည်ပြည်ဖြည့်ရှင်းခဲ့ရတာကတရုတ်ဆောင်မင်းသမီးခိုင်သိခြင်းဖြစ်ပါတယ်တရုတ်ဆောင်ခိုင်သိခြင်းဆိုတာကလူပညာလောက်ကမှသူမရဲ့တက်လက်တဲ့စကားပြောဟန်ပွင့်လင်းတဲ့မူယာလေးတွေကြောင့်ပြိဿခိုင်မရရှိထားတဲ့ဝိုင်းရဲ့မင်းမီတယောက်ဆိုတာအလုံးသိကြမှာပါပဲလူပညာလောက်တွေပြင် သူမရဲ့မိသားစုဘဝလေးကလည်းတကယ်ကိုမှအားကျစရာကောင်းလာပါတယ် ခင်မုံဖြစ်သူကိုခန်နိုင်ချစ်စရာကောင်းတဲ့တမီးလေးစံထိတ်ထားအောင်နဲ့တူတာပျော်ရှင်တဲ့မိသားစုဝါလေးကိုပိုင်ဆိုင်ထားခဲ့တာပေါ့သူတို့မိသားစုကြီးနှူးစရာပုံရိပ်တွေတရားကိုတည်းချစ်ခင်ကျင်နာကြတဲ့ဗီဒီယိုတွေဟာလူမှုကွန်ရက်ပေါ်မှာအမြင်လှလို့ပရိသတ်တွေကိုအပြော်ရင်ကူးဆက်စေခဲ့ပါတယ်ဒါပေမဲ့လည်းကန်ချမရဲ့အလှည့်ပြောင်းကမထင်မတဲ့အချိန်တစ်ခုကိုရောက်ရှိခဲ့တာပေါ့လောကရဲ့နှစ်နေငယ်မှာတော့ခိုင်သိန်းကြီးရဲ့ခင်မုံဖြစ်သူကိုခန်နိုင်ဟာပြင်မှုတချို့ကြောင့်ချုံနောင်ကြခံခဲ့ရပြီးတော့အချင်းထောင်ထဲမှာရောက်ရှိနေခဲ့တာယနေ့အချိန်ထိပါပဲအရင်ကလည်းမဟုတ်တော့ပဲခိုင်သိန်းကြီးတို့တာမီနှစ်ယောက်ဟာတအုပ်ကိုတအုပ်အားပေးဖေးမှရင် အိမ်တော်ဦးစီးပြန်လည်လွတ်မြောက်လာတဲ့နေ့ကိုမျှော်လင့်ဆောင်စားဆောင်ဆိုင်နေကြရပါတယ်။ဒီလိုခက်ခဲတဲ့အချိန်မှာခိုင်သိသည့်အတွက်အကြီးမားဆုံးသောအားရင်နဲ့စိတ်သက်သာရစရာကတော့သမီးလေးဆန်ထိတ်ထားဦးပါမယ်။သမီးလေးဟာအသက်ငယ်ပေမယ့်အလွန်လိမ္မာရေးစားရှိတဲ့ဖခင်ဖြစ်သူရဲ့ဇီဝရေးလုပ်ငန်းတွေကိုဦးစီးလုပ်ကိုင်ရင်းမိခင်ဖြစ်သူကိုတစ်ဖက်တစ်လမ်းကနေပြီးတော့ကူညီထောက်ပံ့ပေးနေခဲ့ပါတယ်။ဒါပေမယ့်ဘလောက်ပဲသမီးလေးကြောင့်အဆင်ပြေနေပါစေဇနီးတယောက်အနေနဲ့ကတော့ချင်းရရဲ့ခင်မွန်းတဲ့လက်ဟာနေရဲ့နေရာထံအမြဲတမ်းတန်းတားနေမှာသိချပါပဲ။နိုင်ငံတော်ကနေလူချင်းချမ်းသာခွင့်တွေပေးလိမ့်ရှိတဲ့တကြံကာလာ လက်လိုက်ရင်းနဲ့သတင်းကြော်လာပြီနေလို့မျိုးနေတူးနေမြက်တွေရောက်တိုင်းဒီတစ်ခေါက်တော့၅ယောက်ကြားပါလာမလားဆိုတဲ့မျှော်လင့်ချက်လေးနဲ့ရင်တထိတ်လေးစောင့်မျှော်နေကကြိမ်ကြိမ်ပါမယ်။ဒါပေမဲ့မျှော်လင့်ချက်တွေကအကြိမ်ကြိမ်လွဲချော်ခဲ့ပါတယ်။အခုနောက်ဆုံးမှာတော့ခိုင်သိန်းကြီးရဲ့ရင်ကိုအနာဆုံးဖြစ်စေတဲ့ဖြစ်ရပ်တစ်ခုပေါ်ပေါက်လာခဲ့တာပေါ့အဲ့ဒါကလူမှုကွန်ရက်ကမှာခိုင်သိန်းကြီးရဲ့ခင်မကိုခန့်နိုင်လူချင်းချမ်းသာအတွင်းနဲ့လွမြောက်လာပြီဆိုတဲ့သတင်းတွေပြန့်နှံ့လာတာပါပဲဘယ်သူကစားပြီးတော့ဘလို့ရွေးချက်နဲ့ဖွားလိုက်မှမသိပဲအဲ့ဒီသတင်းသာပြည်သက်တွေကတော့ဝမ်းသာအားရဖြစ်ခင်ပါတယ် မခန်နီတို့မိသားစုပြန်လဲစုံစည်းနိုင်တော့မှလားဆိုပြီးတော့ဝမ်းမြဝမ်းသာကွန်ပျူတာစကားတွေများပြားရေးတာခဲ့ကြတယ်။ဒါပေမဲ့တကယ်တမ်းမှာတော့ဒါဟာသတင်းမှတစ်ခုသာဖြစ်နေပါတယ်။သူမရဲ့ခင်မလုံးဝပြန်လဲလွမြောက်လာခြင်းမရှိသေးပါဘူးဒီအချိန်မှာခန့်ချင်းကြီးကသူ့ရဲ့ကိုယ်ပိုင်ခံစားချက်ကိုမျိုးသိပြီးတိုင်းဒီပြည်ကြီးကြီးညာချက်တစ်ခုထုတ်ပြန်ခဲ့ပါတယ်သူမရဲ့တရားဝင် Facebook စာမျက်နှာကနေတစင်အမျိုးသားလုပ်ပြီးဆိုတဲ့တရားလုံးဝမဟုတ်ပါဘူးဆိုရင်အားလုံးသိအောင်ရှင်းလင်းပြောကြားခဲ့ပါတယ်ကိုရိုင်းကပြောလဲတကြီးဖြစ်နေတဲ့အရာတစ်ခုကိုမဟုတ်ပါဘူးလို့ကိုရိုင်းဝန်ခံရတာ ဝမ်းသာနေကြတဲ့ပရိသတ်တွေကိုအာနာနာနဲ့အဖြစ်မှန်ကိုပြောပြတာတကယ်ကိုစိတ်မကောင်းစရာပါပဲ။ဒီဖြစ်ရကနေအလုံးတင်ငန်းဆိုင်ယူတင်တာကတော့တရင်တစ်ခုကိုမသေးချဘဲနဲ့အတိမပြုတ်နိုင်ပဲမဖြန့်ဝေတင်မှုဆိုတာပါပဲ။ကိုတွက်ကတော့လလတ်စ်ပဲရှင်းလိုက်တဲ့ post ကိုဖြစ်နိုင်ပေမဲ့သက်ဆိုင်သူကာယကရှင်တက်ကတော့မျောလင်းချက်အလိမ်ငါရေးပေးပြီးတရင်နှလုံးသားကိုနာကျင်စေတဲ့လောရတစ်ခုဖြစ်သွားနိုင်ပါတယ်။သူတို့ပြင်တော့ဒုတိယရဲ့ပေါ်ကစိတ်ခံစားချက်ကိုထိခိုက်စေနိုင်တဲ့တရင်မျိုးဆိုရင်ပို့ပြီးတော့သတိထားအပ်တင်ပါတယ်။ခိုင်တင်းကြီးကဒီလိုမဟုတ်မှန်တဲ့တရင်တွေကြောင့်ဝမ်းသာလိုက် ဝင်နေလိုက်တဲ့ခန်းစားချက်တွေဘလောင်ဆိုနေမှာတင်ချပါမယ်ပရိသတ်နေနေကရောချင်းရတဲ့ခင်မုန်းတဲ့ပတ်သက်ပြီးတော့သတင်းမှတွေကြောင့်စိတ်ဆင်းရဲခဲ့ရတဲ့တရုတ်ဆောင်ခိုင်တင်းကြီးပေါ်ဘလိုမျိုးစကားမျိုးပြောချင်ပါလဲ comment မှာကိုယ့်ရဲ့မြင်လေးကိုဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါအောင်ရှင်အမ်ဂျီအိုင်စီမင်းထက်မှာမြန်မာပြည်ကိုအထင်မကြီးတဲ့နယ်ဝက်ကိုစကားတခုနဲ့ခြေချသွားလို့လူပြောများနေတဲ့ခြေကိဆိုပြီးအောင် ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့လက်ရှိကျင်းပနေတဲ့ Miss Grand International 2025ပြိုင်ပွဲကြီးရဲ့စီမံချက်မှာမြန်မာနိုင်ငံကိုစားပြုလာမယ်။ JK Sophia ရဲ့အကြောင်းကိုပြောပြကြမှာရီ။ဒီမှာကလက်ရှိမှာ Social Media သုံးဆဲသူကြမှာရောနိုင်ငံတကာ Beauty Pageant ဖန်နေကြမှာပါ။ရန်ကုန်မှာ Pearls Match တွေနေတဲ့အကြောင်းများတစ်ခုရှိနေပါရီ။ဒါကြောင့်လေဆိုတော့ဒီမှာရဲ့ Team Manager ရဲ့ချင်းတွေနဲ့အတူတပြီး MGI ရဲ့အုတ်ထားပြည်သူ Network ကိုစစ်မောင်မောင်နေစကားတစ်ခုနဲ့ခြေချလိုက်ခဲ့လို့ပါပဲ။ ဒီနေ့မစ်စွဲမြန်မာကိုစားပြုပြည့် JK ဆိုဖီယာရွေးချယ်ခံရတော့ကပရိသတ်တွေမျောလင်းချက်ကတိတ်ပြီးတော့များခဲ့ပါဘူးအဓိကကတော့မနေ့ကပြန်ဝဲဝင်ခဲ့တဲ့အလားမေသေးစုငင်းနဲ့နိုင်ရှိမှုတွေကြောင့်ပါပရိသတ်တော်များကသေးစုငင်းလား JK ဆိုဖီယာကလုံနိုင်ပါမလားသေးစုငင်းလို International ပရိသတ်တွေရဲ့အာယုံဆိုင်မှုကိုဖန်ဆနိုင်ပါမလားဆိုပြီးတော့တန်တရာတွေနဲ့စောင့်ကြည့်ခဲ့ကြတာပါသေးစုငင်းလားရေးချင်းမရှိလာဘူးလို့တောင်မှထင်ကြီးပေးခဲ့ကြသူတွေရှိခဲ့ပါတယ် ဒါပေမဲ့ဂျီဂီဆိုဖီယာကတော့အဲ့လိုထင်ကျေးတွေတန်တရားတွေကိုသူ့ရဲ့လောရက်တွေနဲ့တစ်ခုပြီးတစ်ခုခြေပြက်ပြခဲ့ပါရီ။ပြိုင်ပွဲစားတဲ့ဒေဝင်ကနေစပြီးသူဟာတာမဲလာမဲတရားမဟုတ်ဘူးဆိုတာကိုတသိပြခဲ့ပါရီ။အထူးသဖြင့်တဲလေပြိုင်ပွဲတွေမှာဆိုရင်သူ့ရဲ့ရည်ချင်းတွေကိုအားလုံးကစပြီးတော့တည်ထားမိလာခဲ့ကြပါရီ။တချင်းဆိုကောင်းနေအကကောင်းနေဒါတွေမကောင်းအောင်တချင်းရတာကိုပါပိုင်နိုင်တဲ့ဂျီဂီဆိုဖီယာဟာသူမရဲ့ရည်ချင်းစစ်စစ်ကိုထုတ်ပြပြီးနိုင်ငံတကာရဲ့အသိမဲ့ပြမှုကိုစတင်ရောက်နိုင်ခဲ့ပါရီ။နောက်တစ်ခုကတော့သူ့ရဲ့ဘာသာစကားကျွမ်းကျင်မှုပါ။ အင်္ဂလိပ်တရုတ်ထိုင်းဘာသာစကားတွေကိုကြက်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 ပြောဆိုနေတာကြောင့်အခြားနိုင်ငံကလာမယ်ရီမီဒီယာတွေနဲ့ဆက်ဆံတဲ့အခါမှာအရန်ကူမှာအဆင်ပြေချုံမွေးခဲ့ပါရီဒါမြန်မာနိုင်ငံရဲ့ပုံရိပ်ကိုပါမြင့်တင်ပေးနိုင်ခဲ့တဲ့ချက်တခုပါပဲ close door interview မှာလည်းမြန်မာနိုင်ငံရဲ့လက်ရှိခြေအနေတွေကိုယုံကြည်မှုရှိရှိနဲ့ရှင်းပြနိုင်ခဲ့တယ်လို့သူရဲ့တည်ငြိမ်ပြီးတော့သိဉာဏ်ရှိတဲ့ဖြစ်တွေကြောင့်အကဲပြတ်တန်တွေရဲ့ချီးကျူးမှုကိုရရှိခဲ့တယ်လို့သိရပါတယ်။အခုအဓိကပြောချင်တဲ့အကြောင်းအရာကတော့ preliminary ပွဲမှာဖြစ်ခဲ့တဲ့ဖြစ်ပျက်ပါပဲ ပရိသတ်တည်တဲ့အတိုင်း MGN ဥတာနယ်ဝဲဆိုတာကမြန်မာနိုင်ငံကလမရီပေါ်မှာတိတ်ပြီးတော့အထင်မကြီးရဲ့သူပါမနေ့ကသဲစုငင်းကိုဝင်းနာစုနဲ့လွဲချော်စေခဲ့ပြီးတရက်ဖူကိုပြန်သိမ်းတော်ရတဲ့ပြဿနာတွေရှိခဲ့တာအားလုံးသိပါနဝက်ကအလမေတယောက်မှာ body beauty brain ဆိုတဲ့ဘီသုံးလုံးနဲ့ပြည့်စုံရမယ်ဆိုတာအမြဲပြောလို့ရှိပါရည်ဒီစကားကိုပဲ JK ဆိုဖီးယားကစိတ်မြတ်တက်ကသူ့ရဲ့မိဆက်စကားမှာထည့်သွင်းပြီးတော့နဝက်ကိုတိတိတက်တက်ချိန်မုံသွားခဲ့တာပါသူကသူတွေကအလမေတယောက်မှာ body beauty brain ဆိုတဲ့ဘီသုံးလုံးရှိရမယ်လို့ပြောကြပါရည် ဒါပေမဲ့ကျမမှာတော့အိတ်သုံးခုအပြင်နောက်ဆက်ပြီးတစ်လုံးဖြစ်တဲ့ business strategy စီးပွား idea ဒီဟာရည်စင်းမှာရှိပါတယ်လို့ယုံကြည်တဲ့အပြင်နဲ့ပြောချလိုက်ပါတယ်။ဒါပြင်ဒါကြောင့်မလို့ဒီလေးလုံးနဲ့ပြည်စုံတဲ့ကျမကိုရွေးချယ်ခဲ့ရင် MCI ဖွဲ့စည်းနေတဲ့ဘယ်တော့မှနောက်နိုင်ရစီမှာမဟုတ်ဘူးလို့ခက်ပြက်ပြက်ထဲပြောသွားခဲ့တာပဲဖြစ်ပါတယ်ရှင်။ဒီစကားတစ်ခုကနဝက်ကိုသားမကပြန်ဝဲကိုစောင့်ကြည့်နေတဲ့ပရိသတ်အားလုံးကအံ့အားတင်သွားစေခဲ့ပါတယ်။ဒါကမြမရီကိုထင်သေးတဲ့တည်းနဝက်ကိုတတိချီချီနဲ့တင်းညံသုံးပြီးတော့တွပြန်လိုက်တာဖြစ်တယ်လို့သူကအလားမဲတရားမဟုတ်ဘဲနဲ့ MGM brand ကိုပါမြင့်တင်ပေးနိုင်မယ့်ရည်ချင်းရှိသူတယောက်ဖြစ်သောသက်သေပြလိုက်တာပဲဖြစ်ပါသည်ဒီပြည့်အကြောင်းအစပိုင်းမှာသူ့ကိုတန်တရားဝင်ခဲ့တဲ့မြန်မာပြည်သက်တွေတောင်းအခုတော့သူ့တွေရန်ကုန်မှာဂုဏ်ယူပြီးတော့အားပေးစကားတွေတခဲနဲ့ပြောနေကြပါပြီ JK ဆိုပြာကဂျမရီကင်းစရာမလိုပဲနေကိုယ့်ရဲ့ရည်ချင်းစနဲ့ယုံကြည်မှုရှိပြီးပြင်ပြင်နာကနိုင်ငံကုန်ကအမှန်တကယ်စောင့်နိုင်နေဆိုတာသက်သေပြလိုက်တာပါပြည်သက်တွေရောဂျေကေဆိုဖီယာကိုအားပေးစကားလေးတွေပြောသွားပေးခဲ့ပါအောင်ရှင် ရီစားဟောင်းကလက်ချက်ခံဒီမှာအကြောင်းရင်းတစ်ခုကြောင့်ရင်ငါးထက်ပူပူလာပြီးတော့စမ်းတက်ခါလူချစ်လူခင်ပေါ်လာတဲ့ဝိုင်းစုခိုင်းတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်အခုနောက်ပိုင်းအမှုပညာလောကမှာသတိထားမိလောက်တဲ့ထူးခြားရင်ထွန်းတစ်ခုရှိလာပါရဲ့အဲ့တော့ကတော့တကစ်တကာကပရိသတ်ရဲ့အသေးဆွဲဖြစ်ခဲ့တဲ့ထေတဲအမှုပညာရှင်တွေဟာအနားယူသွားရကနေအခုချိန်မှာတကြောပြန်အောင်မြင်လာပြီးတော့အမှုပညာဆန်းတွေပြန်တက်ခါလူချစ်လူခင်ပေါ်များလာခဲ့တာပါပဲသူတို့ရဲ့ရင်းကျက်တည်ငြိမ်လာတဲ့အလားရီနဲ့တူ ရင်ကားချက်တောင်မှပို့ပြီးတော့အောင်မြင်လာကြတာတွေ့ရပါတယ်။ဥပမာအနေနဲ့ပြောရမယ်ဆိုရင်မင်းသမီးချောအင်းမြတ်သူဆိုရင်အသက်40ကျော်အရွယ်ရောက်လာပြီမဲ့တနေ့တကြားပို့ပို့ပြီးတော့နုပြိုလာပါလာသလိုအမှုပညာလုပ်တွေမှာလည်းအရင်ကားချက်ပို့ပြီးတော့အောင်မြင်လာကပရိသတ်တွေရဲ့ချက်တွေကိုသိမ့်ပိုက်ထားနိုင်ကြတာကိုအားလုံးမြင်တွေ့ရမှာပါ။ဒီလိုနုပညာဆန်းကောင်းပြီးတော့တကြော့ပင်အောင်မြင်လာတဲ့နုပညာရှင်တွေထဲမှာမှတိတတာကောမှာထူပအောင်မြင်လာပြီးဒူတိုင်းရဲ့ပဇက်ပြားမှာရေပန်းစားနေတဲ့သူကတော့အတန်ချိုချိုအေးအေးလေးနဲ့ပိုင်ရှင် မင်းသမီးနဲ့ဆိုတော့ဝိုင်းစုခိုင်သိမ့်မဲ့ဖြစ်ပါရဲ့ရှင်။ဟုတ်ပါရဲ့။ဝိုင်းစုခိုင်သိမ့်ဟာခုချိန်မှာရင်ငါချက်အများကြီးပိုလာလာပြီးတကယ့်ကုံမှာမိမိုက်နေတဲ့ပုံစံနဲ့တကြောပြန်အောင်မြင်မှုတွေကိုသိမ့်ပိုက်နေတာပါ။သူရဲ့ဆိုရှယ်မီဒီယာပေါ်ကပုံတိုင်းဟာပရိသတ်တွေကိုအံ့အားသိစေလာအောင်ကိုလှပနေပြီးအချို့အားဆိုရင်ဝိုင်းစုခိုင်သိမ့်ဟာလက်ရှိနာမည်ကြီးနေတဲ့မင်းသမီးချော်ဆိုဖီသစေတက်တာပို့ပြီးတော့ရုပ်ချောလာတယ်။ပို့ပြီးတော့သွေးဆောင်မှုရှိရတယ်လို့တောင်မှမှတ်ချက်ပေးနေကြပါရဲ့။ကိုပိုင်တန်စင်းတချင်းကောင်းလေးကိုအတန်ချွတ်ချွတ်အေးအေးလေးနဲ့တီးဆိုတတ်တဲ့ဝိုင်းစုခိုင်သိမ့်ဟာ ။တစိမ်းကအခြေအေးမှာတော့ကံမကောင်းခဲ့ရှာပါဘူး။ပြည်သင်အလုံးသေးစားတဲ့အတိုင်းသူ့ရဲ့ချေဦးပြခဲ့တဲ့မင်းသားဟင်းဝေရံနဲ့အသေးကွဲဇလန်းကိုကြုံတွေ့ကြရပါရီ။သူ့ဝေရံဘက်ကမိဘစကားကိုနားထောင်ပြီးသစ္စာပေါက်ခဲ့တာကြောင့်ဝိုင်းစုကန်သိန်းတရားကိုတဲကွဲကြရပြီ။ပြည်သင်တရားလည်းသူ့တွေရန်ကုန်မှာစင်မကောင်းပြခဲ့ကြရပါရီ။အနောက်မှာလည်းသူမလက်ချက်ခဲ့တဲ့ကင်မုန်းတွေတွေနဲ့အိမ်အောင်ရေးကံမကောင်းခဲ့တာကြောင့်အခြေအမှဆင်းရဲဆရာကြီးနဲ့ပဲကြုံတွေ့ကြရသူပါ။ရှားရီမဲလေးမျိုးသမီးတယောက်ကအခြေအမှကန့်ကဲပြီးနောက်ပိုင်းမှာပို့ပြီးတော့လပလာတတဲဆိုတဲ့စကားအတိုင်းပါပဲ အခုချိန်မှာတော့ဝိုင်းစုကန်တဲ့ရာယောက်ျားရင်းနဲ့ကင်းရှင်ပြီးတယောက်တင်းစင်ကယ်လိုက်မှာထွန်းလင်းတောက်ပနေချိန်မှာအစွမ်းကုန်လာပါပြီးတော့ထက်မြက်တဲ့အမျိုးသမီးတယောက်ရဲ့ပုံရိပ်ပြေပေါ်လီထွေရှားလာခဲ့ပါရီသူ့ရဲ့ဇာအပြစ်တင်းဟင်းဝင်ရန်ကမင်းသမီးစုပေးတဲ့စင်နဲ့လက်ထက်တော့မဲ့ချိန်မှာပဲဝိုင်းစုကန်တဲ့ကရင်အားချက်ပိုလာပေါ်အောင်မြင်လာတာဟာတိုက်ဆိုင်မှုတစ်ခုဖြစ်နေမလားပါပဲအသက်ကွယ်ခြင်းဟာသူ့ကိုပို့ပြီးတော့တမ်းမာစေခဲ့တယ်လို့သူ့ရဲ့လာတရားကိုလည်းပို့ပြီးတော့တောက်ပစေခဲ့တယ်လို့ဆိုရမှာပါလာပါတစ်ခုမှလည်းမကဘင်းနေ အမှုပညာလို့တွေမှာလဲဝိုင်းစုခံတဲ့တရားအရန်ကုန်မှာအောင်မြင်နေပါတယ်။အကြသိခင်ကထွက်ရှိထားတဲ့သူ့ရဲ့သင်းသင်းဟာလဲပြိသက်ကြားမှာတော်တော်လေးကုန်မှာအောင်မြင်ပမြောက်ခဲ့ပြီးလူကြိုက်များနေတာဖြစ်ပါတယ်။ဒါပြင်ဝိုင်းစုခံတဲ့ကောပြိသက်တွေချစ်ပေါ်နေရတဲ့နောက်ကြောင်းရင်ကတော့သူဟာမိဘပေါ်မှာရန်ကုန်မှာတည်တယ်လိမ့်မှာပဲရှိုးသေးလေးစားစွာနဲ့ကျွေးမွေးပြုစုနေတဲ့သမီးလိမ္မာလေးတယောက်ဖြစ်နေလိုပါပဲ။ဒီလိုမျိုးအရေးချင်းရောစိတ်သက်ပါလှပနေတာကြောင့်လဲပြိသက်တွေကသူ့ကိုရင်ငါပြတ်ပို့ပြီးတော့ချစ်ရင်အားပေးနေကြတာဖြစ်ပါတယ်။ ကဲပရိသတ်ကြီးတို့ကရောအခြေအေးမှာကန့်ခဲ့ခဲ့ပေမဲ့အခုချိန်မှာတော့ကိုဒုကိုချုံပြီးရောစွမ်းကုံလှပအောင်မြင်နေတဲ့ဝိုင်းစုခိုင်သိန်းကိုချစ်ခင်အားပေးကြသလားသူရဲ့တကြောပြန်အောင်မြင်မှုပေါ်မှာဘယ်လိုမျိုးမြင်ကြလဲဆိုတာ comment မှာပြောသွားပေးခဲ့ပါအောင်ရှင်